ဝမ်းသာပါပဲခုံယူပါပဲသူတို့သူတွေလည်းအများကြီးခုံယူပါတယ်နော်ဘယ်ရအတီတို့သားမိလောက်ဘူးတယ်တကယ်တော့ပါလေရှင်တရားရှင်ပါလေလောက်ဘူးတယ် အမဒီကလေးတွေကိုလှုပ်ပေးဖို့ရာအတွက်ကိုအမတော်တော်လေးစူးစမ်းရတယ်။တော်ရုံတန်ရုံလှုပ်ပေးရင်လည်းရပါတယ်။ပတ်စံလည်းတိတ်မကုံအောင်အချင်းချင်းမီလှုပ်ပေးလို့ရတယ်။ဒါပေမဲ့အမကလေးတွေကိုအမလူတန်းစီနေနိုင်အောင်အမလှုပ်ပေးတယ်ဆိုတော့စိတ်နဲ့ သူတို့တစ်ချိန်ကျရင်သူတို့မိဘမဲ့ဆိုတာတိတယ်ဆိုရင်တော့မှသူတို့ဒီကောင်းစီအောက်မှာမတင်ငယ်ပဲနဲ့သူတို့ပေါ့နော်အဲသူများခလေးလိုလုံနိုင်နေ၊ကြိုင်နိုင်နေ၊စားနိုင်နေဆိုတော့ confidence တွေရှိစေခြင်းနဲ့သူကပျော့ပျော့ပပနဲ့ဘဝကိုဖျက်ဆီးစေခြင်းနဲ့အဲ့ဒီရွယ်ချက်နဲ့အမအများကြီးကြိုးစားပြီးလုပ်နေတာခလေးဟိုစိတ်နဲ့ချမ်းသာပါတယ်။သမီးကိုဆိုအရင်တန်းပြပြသမီးလိုမဆူကအရင်ဝင်တာလားလို့ဒါကြီးလိုလည်းကိုယ်လေးနဲ့ကုန်ယူပါလေ။အဲ့ဒါကိုပြောပြတယ်။ပြောဝမ်းသာတာပေါ့။ဝမ်းသာတာပေါ့။သမီးသမီးကလည်းအဲ့ဒီ ွဲရအန်တီရိုသားမီလောက်ဘူးတဲ့တရင်တော့ပါလေရှင်တရားရှင် အမကအကုန်လုံးပါရမီလာဖြစ်ပေးကြတဲ့အတွက်လည်းတကယ်ဝမ်းမန်းသာသာနဲ့ကျေးဇူးအများကြီးတင်ပါတယ်အမဟိုအမကလေးတွေကိုအမအကိုသားသမီးလိုပဲအမချစ်တာဖြစ်တဲ့အတွက်အမဒီကလေးတွေကိုလှုပ်ပေးဖို့ရာအတွက်ကိုအမတော်တော်လေးစူးစမ်းရတယ်တော်ရုံတန်ရုံလှုပ်ပေးရင်လည်းရပါတယ်ပတ်စံလည်းတိတ်မကုံအောင်အချင်းချင်းမီလှုပ်ပေးလို့ရတယ်ဒါပေမဲ့အမကလေးတွေကိုအမလူတန်းစီနီနိုင်အောင်အမလှုပ်ပေးတယ်ဆိုတော့စိတ်နဲ့ တို့တစ်ချိန်ကျရင်တို့မိမမဲ့ဆိုတာတိတယ်ဆိုရင်တော့မှတို့ဒီကောင်းစင်အောက်မှာမတင်ငယ်ပဲနဲ့တို့ပေါ့နော်အဲသူများကလေးလိုလုံနိုင်နေ၊ကြိုင်နိုင်နေ၊စားနိုင်နေဆိုတော့ confidence တွေရှိစေခြင်းနဲ့သူကပျော်ပျော်ပပနဲ့ဘဝကိုဖျက်ဆီးစေခြင်းနဲ့အဲ့ဒီရွယ်ချက်နဲ့အမအများကြီးကြိုးစားပြီးလုပ်နေတာကလေးတွေကိုကျင်းစာလို့ပေါ့နော်ပြီးတော့အမကလေးတွေကလည်းအမကြီးလာမှမွေးတဲ့ကလေးတွေတယောက်မှမပါဘူးဒီမွေးကင်းစာတွေကအမလို့တိုက်ပြီးတော့မွေးလာတာဖြစ်တဲ့အတွက်အမတယောစင်ရောချစ်တာရောအကုန်လုံးအတူတူပဲပေါ့နော်အဲ့တော့အမကလေးတွေကိုအမဒီလိုမျိုးလေးလှုပ်ပေးနိုင်အောင် နောက်လွန်ခဲ့တဲ့3နှစ်နောက်ကလေးကအမစ조사ပြီးတော့ပတ်စံစုပါတယ်အဲဒီလိုမျိုးခန်းနာလုတ်ပေးဖို့ဆိုရတယ်ပတ်စံချက်ချင်းမရအောင်လीအဲ့တော့ကိုယ့်ရဲ့အမှုပညာလောကကြီးလည်းပါတယ်ခုနှစ်သားမီးအလူရှင်တွေလာလို့ရင်လည်းဒီအတွက်ဆိုပြီးတော့ရည်ရွယ်ပြီးတော့အမပတ်စံစုတယ်အဲ့တော့ဒါအခုချိန်မှာဆိုရင်တော့အမရဲ့မွေးနေ့မိနစ်ဖြတ်ဆိုအမမွေးနေ့ပေါ့နော်အဲမိနစ်ဖြတ်မှမွေးနေ့မှာဆိုလို့ရှိရင်ဒါဆရာတော်ဘုရားကြီးကနေပြီးတော့အမရဲ့မွေးနေ့မှာလည်းဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့လုတ်လိုက်ပါဆိုတာနဲ့အမရဲ့ ရည်မှန်းချက်ကြီးအကောင့်ထဲပေါ်လာနေတာပါဟုတ်မမီးရဲ့စိတ်ထဲမှာဆိုပို့ပြီးတော့ဝမ်းသာနေမှာပါဟုတ်တယ်ဝမ်းသာဆိုတော့ तू ကဘီဘာ တယောက်ဖြစ်တဲ့တွေ့လေဟိုသူသမီးဒီလိုအောင်မြင်မှုတွေရလာလေကြိုးစားအထောက်အမှုတွေဟောတခြားကလေးတွေကိုပြုစုနိုင်တယ်သူဝင်တာပုံပါပဲဒီတိုင်းမဲ့ဟိုသူမျိုးဝင်ရသူမျိုးဝင်လို့ခေါ်နေကြဆိုလေသူကအနေနဲ့ဖုန်းဆက်ပြီးပြောပါလေသူသူဒီပါလေးလုပ်မယ်ဘာလုပ်မယ်ဆိုတော့အော်လို့သူရင်ထဲမှာတော်တော်လေးတော့ပြောနေရှာမှာပဲလို့သူတွေ့လဲပုံပါလေကိုလည်းဒီနေရာမှာကိုလည်းမိခင်တယောက်ဆိုတော့ဒီနေရာမှာနေပြီးတော့စာနာကြည့်ပါလေ သူ့အတွက်လည်းအများကြီးကိုယူပါတယ်နော်အမကလေးတွေကိုဘာကြောင့်ကိုချင်းစာတတ်တာလဲဆိုတော့အမကလည်းဘာဖြစ်ဖြစ်အမလည်းဒါအမအဖေမရှိဘူးပေါ့နော်ငငယ်တွေကဒီခံစားချက်ကကြတော့ဒါကိုယ်တိုင်ခံစားမှုမှာပဲသိမှာလေ အဲဆိုတော့အခါကျတော့ကိုကဘယ်လိုပဲပြည့်ပြည့်စုံစုံနဲ့ကြီးပင်းကြီးပင်းအမဆိုလို့ရှိရင်အတော်ရီမီဒီချာမှာအဲမေတ္တာဆိုလည်းအများကြီးရတယ်ဟဟလားအကုန်လုံးကနှွေထွေးမှုတွေရှိတယ်ပြီးရင်အမဆိုလို့ရှိရင်လည်းဒါမိသမီးဖြစ်လာအောင်အမတော်ရီအမဖေးဆုံးရတယ်အမဖေးကြီးဆိုလည်းအများကြီးနေအောင်ပြပေးတယ်ဒါပေမဲ့ကလေးတွေရဲ့စိတ်တွေကစေကြောတဲ့အရွယ်ဆိုရင်ကိုကကိုယ်ထွက်မှရတာနော်အဲဒါငါ့မှာအဖေးမရှိဘူးဆိုတဲ့ဟာကကိုကကိုယ်သိနေတာဒါကလေးတိုင်းဖြစ်မဲ့ စိတ်မျိုးပေါ့တော့ဒီကလေးတွေဆိုရင်သူပြေကန်ကလေးတွေပါတယ်မိမအဲနှစ်ပါလုံးမရှိတော့တဲ့ကလေးတွေပါတဲ့ခါမှာသူတို့စိတ်ထဲမှာအမားတို့အခုလိုခံစားရတာတဲ့အစတရာလောက်သူတို့ခံစားနိုင်တယ်အဲ့တော့ကြောင့်အမကကိုချင်းစားတဲ့စိတ်နဲ့အမဒီကလေးတွေကိုမွေးဖို့ဆိုပြီးအမဆုံးဖြတ်ပြီးတော့ ဆက်မဲ့မမွေးခင်မှာလည်းတော်တော်လေးစဉ်းစားမွေးနိုင်လားစိတ်ဆက်လုံနိုင်မှာဘယ်လောက်ထိတောင်းဝင်ယူနိုင်မှာလဲဆိုတော့မိကုန်းနေအများကြီးဒါမှဆုံးဖြတ်ချက်တစ်စီချင်းချပြီးတော့မှအမဒီကလေးတွေကိုပြုစုပြောင်းထောင်နေတကယ်ဟာကိုစပြီးဖွင့်ခဲ့တာပေါ့နော်အဲ့လိုဖွင့်ပြီးတဲ့နောက်ပိုင်းမှာအမကလေးတွေကိုအမအသက်ရှင်နေသေးတယ်အမကတော့အစွမ်းကုန်လူတန်းစီအနေနဲ့အောင်အမစူးစမ်းမယ်ပြုစုပြောင်းထောင်မယ်ဟုတ်ဖန်တာတော့ဘောကိုကလေးတွေပေါ့အရှင်တော့ကလည်းရှင်တရားရှင်ပါလည်းပြုတ်ဘူးတယ်တခြားမိဘမဲ့ကလေးတွေအကြောင်းမှလည်းဒီလိုမျိုးကုသိုလ်လုပ်ပြီးနေ အများကြီးလုတ်ပေးမှုတယ်ပေါ့နော်ဒါပေမဲ့ခံစားမှုကကြတော့ဒါကကြတော့ကိုယ်ကလေးတွေဆိုတော့စိတ်ဖြစ်သွားတာပေါ့နော်ကိုယ်ကလေးတွေကိုယ်ငငယ်လေးကမွေးလာတဲ့ကလေးတွေဆိုတော့စိတ်ဖြစ်သွားတာပိုတနာတယ်အာပိုတနာတယ်ပိုခံစားရတယ်ပေါ့ တိယကြည့်တဲ့အကုန်တပုံစံနဲ့တပြေးတည်းပဲနော်ဟာအမေရတယောက်တည်းကိုအမေရနေရတောင်းရမှမဟုတ်တာအမေရတယောက်တည်းဆိုဒီပုံစံနဲ့အကုန်လုံးဒီလိုမျိုးပဲဟိုလိမ္မာရင်ကြည့်ရအောင်တွင်တင်ဆုံးမထားရတာပေါ့နော်ဒါပေမဲ့ကလေးတွေကလိမ္မာပါတယ်တော်တော်ဘာဖြစ်အများနဲ့သွားရတာဖြစ်တဲ့အတွက်ကြောင့်မလို့အခုဆိုရင်ဒါတော်တော်လေးလိမ္မာလဲအကုန်လုံးကတွေ့ရတွေ့ကြမှာပါဘာဖြစ်အခုလိုကလေးတွေကိုတာနာပြုပေးနိုင်လဲဆိုတာပြီးကလေးတွေကိုချစ်တဲ့ပြည့်တက်တွေရှိလို့လဲလုပ်ပေးနိုင်တာပေါ့နော်ကလေးတွေကိုလည်းမချစ်မချစ်တဲ့သူကိုယ်ကိုလည်းမချစ်တဲ့သူဆိုလို့ရှိရင်ကိုယ်လည်းဒီလောက်ထိရပါ ဲရောက်မလဲဘယ်လောက်ပဲကြိုးစားကြာအဲ့ဒီအတွက်ကြောင့်မလို့တာနာပြုတ်ဖို့အတွက်ကလေးတွေကိုအခုလိုမျိုးလှုပ်ပေးဖို့အတွက်အဲချစ်ပေးကြတဲ့ပြည်သူတွေအဲပြည်သက်တွေအကုန်လုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်